အားလုံးမင်္ဂလာပါမိနစ်ဆရာမတို့တင်ပြမယ့်သင်ခန်းစာကတော့အခန်းလေးငွေချင်းနဲ့ဘဏ်လုပ်ငန်းဆိုတဲ့သင်ခန်းစာကောင်းစဉ်လေးပဲဖြစ်ပါတယ်ဒီခန်းမှာဆိုရင်ဆရာမတို့တွေတင်ပြမယ့်သင်ခန်းစာက၄ရတမ၁ငွေချင်းဤအတိပဲ၄ရတမ၂ငွေချင်းပေါ်ပေါက်လာဖို့၄ရတမ၃ငွေချင်းဤလှုပ်ဆောင်ခြင်းများနဲ့၄ရတမ၄ငွေချင်းဤရင်ချင်းများဆိုကောင်းစဉ်ငွေလေးလေးကိုတင်ပြမှာဖြစ်ပါတယ်ဒါဆိုဆရာမတို့ဒီသင်ခန်းစာလေးတွေတင်ပြချင်းရဲ့ ရွေချက်ကလေးတွေကိုကြည့်ရအောင်ပါ။ဒီသင်ခန်းစာလေးရွေသင်ယူရခြင်းရဲ့ရွေချက်ကတော့ပလဲမှုပြုလုပ်ရမှာငွေကြေးကိုဈာကကရိယာဖြင့်အသုံးပြုလာတဲ့အမြ၊ကုန်ပလဲမှုပြုလုပ်ရမှာပုံမိုလဲကူချောင်းကိုလက်တွေ့ဘဝနဲ့ချိန်ဆက်သုံးသပ်တတ်စေရလဲရွေထားပါရယ်။နောက်တစ်ခါငွေကြေးပေါ်ပေါက်လာခြင်းနဲ့ငွေကြေးဤလှုပ်ဆောင်ခြင်းများကိုသိရှိပြီးစီးပွားရေးစနစ်အတွင်းသိသင့်သောငွေကြေးဤအရေးပါပုံကိုလည်းသုံးသပ်တတ်ရန်ရည်ရွယ်ပြီးတော့ဒီသင်ခန်းစာလေးကိုသင်ကြားမှာဖြစ်ပါတယ်။ဒါဆိုရင်ဆရာမတို့ပထမအဆုံးသင်ခန်းစာကောင်းစဉ်လေးဖြစ်တဲ့ ၄.၁ငွေကြေးအတိတ်ပဲ definition on many ဆိုတာလေးကို လေ့လာရမှာဖြစ်ပါတယ်။ဒါဆိုရင်ငွေကြေးအတိတ်ပဲတွေမှာဘာတွေပါလဲဆိုတာကိုဆရာမတို့ဆက်ပြီးလေ့လာကြပါမယ်။ဒါဆို play ရေးကရိယာ median on a chain နဲ့ tempo တိုင်းသည့်ကရိယာ standard of value ဆိုတဲ့အရာလေးကိုရှိနေမယ်ဆိုရင်လူတွေက less than သုံးဆွဲတဲ့ဘယ်အရာကိုမဆိုဆရာမတို့ကငွေကြေးလို့သတ်မှတ်နိုင်ပါတယ်။အဲ့လိုပဲလူတွေလုံဆန်းသားတွေကိုပြည့်စည်ပေးနိုင်မယ်မြည်သည့်အရာကမဆိုအဲ့ဒီရပစ္စည်းက ရှားပါမှုရှိမဲ့ scarcity နဲ့အသုံးဝင်မှု unity ဆိုတဲ့တန်ဖိုးရှိမဲ့ဆိုရင်လည်းအဲ့ဒါကိုဆရာမတို့တွေငွေကြေးလို့ခေါ်နိုင်ပါတယ်။အရာကြောင့်မလို့တမိုင်းတစ်ချောင်းမှာဆိုလို့ရှိရင်အရာဝတ္ထုအမျိုးမျိုးကို ဖလဲရေးကိရိယာနဲ့တန်ဖိုးတိုင်းသည့်ကိရိယာဖြစ် လူအများက လက်ခံသုံးစွဲကြတာဖြစ်တယ်။ငွေကြေးနဲ့သက်ဆိုင်တဲ့စာချုပ်စာတမ်းများ financial assets ကိုလည်းဖလဲရေးကိရိယာနဲ့တန်ဖိုးတိုင်းသည့်ကိရိယာဖြစ် လူအများကလက်ခံသုံးစွဲပါတယ်။ဘဏ်အပ်ငွေတွေကိုလည်းငွေကြေးဟုသတ်မှတ် တုံးဆွဲကြတာကိုတွေ့ရမှာဖြစ်ပါတယ်။အဲဆီယမ်မတို့ကဘန်အပ်ငွေဆိုတော့ဘန်အပ်ငွေကိုဆီယမ်မနှစ်ပိုင်းပြန်ပြီးလေ့လာမှာဖြစ်ပါတယ်။ဘန်အပ်ငွေများနဲ့မှမာမဆီယမ်မတို့ကစီးရှင်အပ်ငွေနဲ့ချိန်ဆက်အပ်ငွေဆိုပြီးတော့ဆီယမ်မနှစ်မျိုးတွေ့ရမှာဖြစ်ပါတယ်။စီးရှင်အပ်ငွေဆိုတာကချက်လက်မှန်အားရေးသားပြီးတော့ငွေချေးပေးချေမှုများ ပြုတ်လုံနိုင်ခြင်းနဲ့ဘဏ်ကနေပြီးတော့အချိန်အချိန်မရွေးထုတ်ယူသုံးစွဲနိုင်တာကိုဆရာမတော်ကရှင်းရှင်းအံ့ငွေလို့ဆိုလိုတာဖြစ်ပါတယ်အချိန်ဆိုင်အံ့ငွေဆိုတာကတော့ဘဏ်ကသတ်မှတ်ထားတဲ့အချိန်စမှသာလင်ပြန်လဲထုတ်ယူသုံးစွဲနိုင်တာကြောင့်မလို့ဘဏ်အံ့ငွေများကိုလည်းငွေကြေးလို့သတ်မှတ်သုံးစွဲခြင်းဖြစ်ပါတယ်ဖလဲဤကိရိယာနဲ့တန်ဖိုးတိုင်းဒီကိရိယာဖြစ်ဆောင်ရွက်သည့်အချက်တွေကတော့ငွေကြေးဤအဓိကလှုပ်ဆောင်ခြင်းဖြစ်ပါတယ်အော်တန်ဖိုးတူလောင်ပြီးတဲ့အရာဖြစ်ဆောင်ရွက်ပြီးခြင်းဆိုတဲ့အနေအနာကတ် ပြည့်ချင်မှုဆန်ဖြစ်ဆောင်ရွက်ပေးသည်တဲ့အဲ့တော့အဲ့ဒီအကြောင်းအရာနှစ်ခုကိုလည်းငွေကြေးကဆောင်ရွက်ပေးပါတယ်ငွေကြေးဆိုဒီမှာပလဲရေးကရိယာဖြစ်၎င်းတန်ဖိုးတန်ဖိုးတိုင်းတာဒီကရိယာဖြစ်၎င်းတန်ဖိုးတူလောင်ပေးသောအရာဖြစ်၎င်းအနာကပေးချင်မှုဆန်ဖြစ်၎င်းဆောင်ရွက်ပေးသည့်အရာကိုငွေကြေးလို့ခေါ်ခြင်းဖြစ်ပါတယ်ဒါဆိုဆရာမတို့ငွေကြေးဘယ်လိုပေါ်ပေါက်လာလဲငွေကြေးကဘယ်ရည်ဖြစ်လဲဆိုတာဆရာမတို့အရှင်းမပြောပြသွားပါပြီဟောနောက်သင်ခန်းစာကောင်းစီပွဲလေးဖြစ်တဲ့၄ဒသမ1 ဲ့ဒါဆရာပေါ့တော့ခုနကငွေကြေးအဖြစ်တက်မှတ်တဲ့အရာတွေဘယ်လိုပေါ်ပေါက်လာလဲဆိုတာကိုဆက်ပြီးတော့လေ့လာကြပါမယ်။လေးတသမာနှစ်ငွေကြေးပေါ်ပေါက်လာပုံ Origins of Money အော်ငွေကြေးဟာဆိုလို့ရှိရင်ဆရာမတို့တွေကုန်စည်နဲ့ဝန်ဆောင်မှုများကိုထိရောက်စွာဖလဲနိုင်ရန်လိုအပ်ခြင်းကြောင့်မလို့စတင်ပေါ်ပေါက်လာတာဖြစ်ပါတယ်။ရှင်းခါကဆိုလို့ရှိရင်ဆရာမတို့ကကုန်စည်ပစ္စည်းများကိုဖလဲမှုပြုရမှာကုန်စည်အချင်းချင်းဒိုင်းရိုက်ဖလဲသည့်စနစ်ဘာတာစနစ်ကိုအသုံးပြုခဲ့ပါတယ်။ ဲ့ဒီစနစ်နဲ့ပလဲနေရာမှာလဲလဲမှုကိုခက်ခဲနှောင့်နှေးစေပါတယ်။ဘာကြောင့်လဲဆိုရင်ဆီယမတို့ကအဲ့ဒီပစ္စည်းတွေကတဲရပိုးရလာခက်တဲ့ရေရှည်ထားဖို့ဆိုတာလေတင်းတင်းထားဖို့ဆိုတာလေမဖြစ်နိုင်သလိုတယောက်နဲ့တယောက်ယူဆောင်လာတဲ့ပစ္စည်းကလည်းအကြီးအသေးကွာခြားချက်တွေရှိနိုင်တာမို့လို့လဲလဲတဲ့နေရာမှာခက်ခဲနှောင့်နှေးမှုတွေရှိနိုင်ပါတယ်။အဓိကပြဿနာကတော့တစ်ဖက်ကတစ်ဖက်ကလိုသောပစ္စည်းတွေအခြားတစ်ဖက်ကယူလိုသောပစ္စည်းဖြစ်ရင်လိုပါတယ်။ဥပမာဆီယမက နော်ဆန်ကိုလိုဆန်နေယူလာတယ်တစ်ဖက်မှာဆီယမလိုချင်တာစားဖြစ်နေမယ်ပါလာတဲ့စားသမားကလည်းဆီယမယူလာတဲ့ဆန်ဖြစ်ဖို့လိုပါတယ်ဒါမှသာလဲဆီယမတို့ရဲ့အပြန်လဲလဲလဲလို့ရမှာပါဆီယမကတော့ဆန်ပါလာတဲ့စားလိုချင်တယ်ဒါပေမဲ့စားပါလာတဲ့လူကဆန်လိုချင်တာမဟုတ်ဘူးဆိုရင်လည်းဒီလဲလဲမှုဟာအခက်အခဲတွေဖြစ်ပြီးတော့နှောင့်နှေးမှုတွေဖြစ်နိုင်ပါတယ်ဒါကိုဆီယမတို့ဥပမာလေးနဲ့ပြောရမယ်ဆိုရင်ကုန်စီ A ကို ကုန်စီ B နဲ့ဖလဲလိုတူတူဦးတည်တဲ့ကုန်စီ B ကိုကုန်စီ A နဲ့ဖလဲလိုတော့အခြားတူဦးကို တွေ့အောင်ရှားရန်လိုအပ်ပါတယ်အဓိကကတော့ဗာလဲဆိုရင်တွေ့အောင်ရှားရတာဟာလေအခက်ခဲတကူဖြစ်ပါတယ်ခုနဆရာမပြောသလိုပဲကုံစီ A ဆိုတာဆရာမရဲ့ဆန်ဖြစ်မှာပေါ့ကုံစီ B ဆိုတာတော့စားဖြစ်မှာပေါ့နော်အဲ့လိုလေးနေပဲဆရာမတို့ကလဲလှယ်ခြင်းနဲ့ပစ္စည်းချင်းချင်းတွေ့အောင်ရှားရတာလေအခက်တကူဖြစ်နိုင်ပါတယ်လို့ပြောတာပါဒါဒါပေမဲ့ဆရာမတို့ကအကယ်၍ M ဟူသောပစ္စည်းကို လူတိုင်းကလက်ခံပါကအဲ့ဒီပစ္စည်းကိုဈာခံဈာခံဖလှယ်ရေးကိရိယာဖြင့်အသုံးပြုမယ်ဆိုရင်တော့ ဆီယမတ်တို့ရဲ့ပလဲမှုကိုပိုပြီးလွယ်ကူလာတာကို တွေ့ရှိလာပါတယ်။လူတူအားနဲ့ပြီးတော့ဆီယမတ်တို့ကကုန်စီ A နဲ့ B ကိုဖလဲဖို့ဆိုလို့ရှိရင် ပထမဦးဆုံးအဲ့ဒီကုန်စီ A က M ဆိုတဲ့အရာကိုဖလဲရယူပြီးတော့ M ဖြင့်ကုန်စီ B ကိုဘာလို့လုပ်ရလဲဆိုရင်လဲလှယ်ပြီးတော့ယူလို့ရပါတယ်။ B ကလည်းဘာလို့မှလဲဆိုအဲ့ဒီနာမည်ဖလဲရေးကိရိယာကိုအသုံးပြုပြီးတော့သူ့ရဲ့လိုချင်တဲ့ပစ္စည်းကိုပြန်ပြီးတော့ယူမှာဖြစ်ပါတယ်။ ါကြောင့်မလို့ဆီယမ်မာတို့ဟာဈာကန်ဖက်လေရဲ့ဒီကရိယာတစ်ခုအဖြစ်အသုံးပြု၍လဲလှယ်ခြင်းကိုတွယ်ဝိုက်လဲလှယ်ခြင်းလို့ခေါ်ပါတယ်။နောက်ငွေကြေးအဖြစ်အသုံးပြုခဲ့သောပစ္စည်းများမှာဆိုလို့ရှိရင်လူတို့အတွက်အသုံးဝင်သောပစ္စည်းများလည်းဖြစ်ပါတယ်။အဲ့ဒီပစ္စည်းတွေကတော့ဆီယမ်မာတို့ဘာဖြစ်မလဲဆိုရင်ဂျွဲ၊နွား၊စသည်တိရိစ္ဆာန်တွေဖြစ်မယ်။ဒီနံမျိုးမျိုးစားခဲ့သောပစ္စည်းများလည်းဖြစ်မယ်။အဲ့ဒီပစ္စည်းတွေကဆိုလို့ရှိရင်ခုနအရှိမဆီယမ်မာပြောခဲ့သလိုပဲအချင်းကြမြင့်စွာ တိမ်စီမထားနိုင်ခြင်းနဲ့တဲယူရန်ခက်ခဲခြင်းအရင်သွေးတက်မှတ်ထားသောဆံရှိခြင်းစသည့်အခက်အခဲသုံးမျိုးကိုတွေ့ရမှာဖြစ်ပါတယ်။ဒါကြောင့်မို့လို့လူတွေကရွှေငွေကဲ့သို့သော တတ်တူများကိုငွေကြေးအဖြစ်ပြောင်းလဲအသုံးပြုလာခဲ့ကြပါတယ်။ပထမပိုင်းမှာတော့ဆရာမတို့ဟာရွှေစားငွေစားများကိုအသုံးပြုခဲ့တော်လည်းပဲဖလှယ်မှုပြူတိုင်းပြူတိုင်းမှာချိန်တွဲရခြင်းရွှေငွေစစ်မစစ်ကဲပြတ်မှတ်ချောက်တရခြင်းအဲ့ဒီအခက်အခဲတွေကိုတွေ့ကြုံလာရပြန်ပါတယ်။ ဒါဆိုဆီယမ်မတို့လဲလဲမှုကအခက်ခဲတွေထပ်ပြီးတော့ဖြစ်လာနိုင်ပါတယ်။ထို့ကြောင့်နောက်ပိုင်းမှာဆိုလို့ရှိရင်အစိုးရကဘာလုပ်ပေးမလဲဆိုရင်ပုံသေးအရည်သွေးတွေနေတစိတ်တွေခန့်နေထားတဲ့ရွှေဒင်းကားတွေကိုကျေပြန်းစွာအသုံးပြုလာပါတယ်။နောက်ပိုင်းမှာတော့ရွှေဒင်းကားများအနေအားမှာငွေဆက်ကူတွေကိုအစားထိုးလာပါတယ်။ငွေဆက်ကူအားဆိုလို့ရှိရင်ဆီယမ်မတို့ရွှေငွေပိုင်ဆိုင်မှုလက်မှတ်များကနေပြီးတော့အစားပြုပါတယ်။ နော်အဲ့လက်မှတ်တွေဘယ်သူကထုတ်ပေးမှလဲဆိုရင်ဆရာမတို့ရွှေပရင်သင်များကနေပြီးတော့ရွှေငွေအနှံလာသူများကိုစတင်ထုတ်ပေးကြတာလည်းဖြစ်ပါတယ်လက်မှတ်ပိုင်ရှင်ကလက်မှတ်မှာဖော်ပြထားတဲ့ရွှေငွေပမာဏကိုပရင်သင်များထံတွင်တောင်းခံနိုင်ပါတယ်အဲ့ဒါကြောင့်မလို့အဲ့လက်မှတ်ဒီရွှေငွေကဲ့သို့ပင်အသုံးပြုရာတွင်ကောင်းမွန်မှုရှိသည့်အပြင်တဲယူရန်နဲ့တိန်ဆဲရန်ပုံမူလွယ်ကူတာကြောင့်မလို့၎င်းလက်မှတ်တွေကိုငွေကြေးအဖြစ်စတင် အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။ဒါဆိုဆရာမတို့ငွေကြေးပြစ်အသုံးပြုခဲ့တာဟာဘယ်ကနေစတာလဲဆိုရင်မွှေပရိန်သည်များစီကနေပြီးတော့ရွှေငွေအနန်လာသူများကိုစတင်ထုတ်ပြရနေပြီးတော့စတင်အသုံးပြုခဲ့တယ်လို့သိရမှာပါ။နောက်ပိုင်းမှာတော့အဲ့လက်မှတ်တွေကိုဘယ်သူကပေးမှလဲဆိုရင်ဆရာမတို့အခွင့်အာဏာရှိထားသောဘဏ်နဲ့ငွေကြေးအဖွဲ့အစည်းများကသာထုတ်ဝေပြီးတော့ဒီခုခေတ်မှာဆိုရင်တော့ဘဏ်ငွေဆက်ကူ bank note ခေါ်တဲ့ငွေဆက်ကူတွေပဲဖြစ်ပါတယ်ဒီမှာငွေဆက်ကူလေးတွေဆရာမတို့ပြထားပါတယ် ဒါဆိုရင်ဆီယမ်မတော့ယနေ့ငွေကြေးအဖြစ်အသုံးပြုနေတဲ့ဘဏ်ငွေစက်ကူကိုအစိုးရကနိုင်ငံ၏တရားဝင်ငွေပေးချေမှုကရိယာလီကယ်တင်တာလို့ခေါ်ပါတယ်။လူတူးကအဲ့ဒီငွေစက်ကူတွေကိုဘဏ်တွင်အနှံထားပြီးတော့ငွေပေးချေမှုများအတွက်ချက်လက်မှတ်ရေးသားအသုံးပြုခြင်းအပြင်ဘဏ်အငွေကိုလိုအပ်သည့်အခါအသုံးပြုလို့ရပါတယ်။ချက်လက်မှတ်ဆိုတာဘာလဲဆိုရင်ဆီယမ်မတို့လက်မှတ်ပေါ်တွင်ရေးသားဖော်ပြထားသောငွေပမာဏကိုလက်ခံရရှိမှုသို့ဘဏ်ကထုတ်ပေးနိုင်ရန်အတွက် ရေးသားထားသောညွှန်ကြားချက်တရက်လည်းဖြစ်ပါတယ်။ဒါလေးကတော့မင်းတို့ကြက်ထားရမယ်အဓိပ္ပာယ်ဖွင့်ဆိုချက်လည်းဖြစ်ပါတယ်။အဲဒါကြောင့်မလို့ငွေပေးချေမှုပြုလုပ်တဲ့အခါမှာဘဏ်ငွေဆက်ကူစားချက်လက်မှတ်ကို ပြောင်းလဲအသုံးပြုနိုင်သည်အသုံးပြုနိုင်ပါတယ်။ဘဏ်အငွေဟာဆိုလို့ရှိရင်ငွေဆက်ကူကဲ့သို့ပင် အသုံးပြုရမှာအသုံးပြုရမှာကောင်းဝင်လာကြမလို့ငွေကြေးအဖြစ်မှတ်ယူသုံးစွဲကြတာဖြစ်ပါတယ်။ ဒါဆိုဆီယမ်မောက်ငွေကြေးဘယ်လိုပေါ်ပေါက်လာလဲဆိုတာကိုတင်လို့ပြီးသွားပါပြီ။ဒါဆိုလို့ရှင်ဆီယမ်မောက်ငွေကြေးကပေါ်ပေါက်လာပြီ။အဲ့ဒါဆိုရင်အဲ့ဒီငွေကြေးပေါ်ပေါက်လာတဲ့ငွေကြေးကဘယ်လိုလုပ်ပေးတယ်လဲ။ဘာလို့ဘာတွေကိုလုံဆောင်တယ်လဲဆိုတာကိုဆီယမ်မောက်ဆက်ပြီးတော့လေ့လာကြည့်အောင်ပါ။ဟော၄တသမ၃ငွေကြေးဤလုံဆောင်ခြင်းများရှင်းမှာဆီယမ်မောက်ငွေကြေးပေါ်ပေါက်လာတဲ့ငွေကြေးအကြောင်းတွေပြောခင်းကြပြီးသူ့ရဲ့လုံဆောင်ချက်လေးတွေကိုကြည့်ပါမယ်။အဲ့တော့ငွေကြေးကလုံဆောင်ပေးရမည့်လုံဆောင်ခြင်းများကို ဆောင်ရွက်ပေးနိုင်သည့်ဘေးရာကိုမဆိုဆီယမတို့ကငွေကြေးလို့ခေါ်ပါတယ်။အဲ့တော့ဆီယမတို့ကတို့ငွေကြေးကြီးလှုပ်ဆောင်ခြင်းများကိုလည်းလေ့လာဖို့လိုမယ်။ငွေကြေးရဲ့အဓိကလှုပ်ဆောင်ခြင်းဘယ်နှချက်ရှိလဲဆိုရင်ဆီယမတို့မှာ၄ချက်ရှိပါမယ်။၁။ဖလှယ်ကိရိယာအဖြစ်ဆောင်ရွက်ခြင်း fashion as a median of a chain ။၂တန်ဖိုးတိုင်းသည့်ကိရိယာသို့မဟုတ်ငွေစည်းရင်းတွက်သည့် unit အဖြစ်ဆောင်ရွက်ခြင်း fashion as a stated of value of unit or account ။ သုံးတန်ဖိုးတူလောင်ပေးသည့်ကရိယာဖြစ်ဆောင်ရွက်ခြင်း function as a store of value လေအနာဂတ်ပေးချေမှုစံဖြစ်ဆောင်ရွက်ခြင်း pension as a standard or the forest payment ဆိုပြီးဆရာမတို့ငွေကြီးရဲ့လောက်ဆောင်ချက်၄ချက်ကိုဆက်ပြီးတော့ဆရာမတို့လေ့လာကြရမှာဖြစ်ပါတယ်။ဒါဆိုရင်ပထမဆုံးအချက်ကလေးဖြစ်တဲ့၁ဖလှယ်ရေးကိရိယာဖြစ်ဆောင်ရွက်ခြင်း ဆရာမတို့ရှင်းမဘလို့ဖလဲခဲ့ကြလဲပြောပြသွားပြီရှင်းမဘလို့ဖလဲခဲ့ကြလဲဆိုရင်ကုန်စည်ခြင်းချင်းဓာတ်ရိုက်ဖလဲတဲ့တော့ပါလာတဲ့ကုန်စည်ခြင်းချင်းဓာတ်ရိုက်လဲလဲတာမျိုးကို barter system လို့ပြောခဲ့တယ်လဲဖို့ယူလာတဲ့ပစ္စည်းတွေကလူတွေအတွက်သုံးဝင်တဲ့ပစ္စည်းဖြစ်တဲ့ကျွဲ၊နွား၊ဟလာ၊စာဆန်စီစာအဲ့ဒါတွေဖြစ်မှာပေါ့အဲ့ဒီအရာတွေကိုလဲလဲတဲ့အခါမှာတယောက်နဲ့တယောက်လူချင်းတာနဲ့ပေးချင်တဲ့အရာကိုက်ညီမှုကိုလိုက်လည်ရှာဖွေရတာခက်ခဲမှုတွေကြုံတွေ့ရတယ်လို့ရှင်မဆရာမတို့ပြောပြီးပြီးနောက်ပိုင်းမှာရွှေငွေတွေကိုသုံးလာတယ်လို့ပြောလာတယ် ရွှေငွေကိုသုံးတဲ့အခါမှာလည်းဆရာမတို့ကအဲ့ဒီရွှေငွေစစ်လားမစစ်ဘူးလားအဲ့ဒါတွေစစ်ဆေးရတယ်တောင်ချင်းတူရတာအခက်အခဲတွေဖြစ်လာတယ်။နောက်ပိုင်းမှာတော့အစိုးရကနေပြီးတော့ဝင်ဆက်ကူတွေကိုသုံးပြီးတော့လွယ်ကလွယ်ကူကူသုံးဆွဲလို့ရအောင်ထုံတရဝင် ထုတ်လုပ်လိုက်တာတွေကိုတွေ့ခဲ့ရပြီ။အခုကျွန်မတို့ပလဲရေးကိရိယာပြပါးတွေဆောင်ရွက်မလဲကြည့်ရအောင်ပါ။ကုန်စီချင်းတိုက်ရိုက်ပလဲမှုစနစ်၏အခက်အခဲများကိုကျော်လွှားနိုင်ရေးအတွက်ဈာခံပလဲရေးကိရိယာဖြစ်ဆရာမတို့ရဲ့ငွေကြေးကိုစပြီးသုံးဆွဲခဲ့တယ်။ ဖုန်းစီနဲ့ဝန်ဆောင်မှုများကိုပထမဦးစွာဘာနဲ့လဲလှယ်မလဲဆိုရင်ဆီယာမတို့ငွေကြေးနဲ့လဲလှယ်ပြီးတဲ့နောက်မှာအဲ့ဒီငွေကြေးနဲ့အခြားကုန်စည်နဲ့ဝန်ဆောင်မှုများကိုလဲလှယ်ရယူကြရပါတယ်။ဒါလက်ရှိမှာဆီယာမတို့ပြောပြီးပြီ A ကသူ M ကိုလဲမယ်ပြီးတော့ M ကနေမှ N ကနေမှ B ကိုသွားယူမယ်ဘီကနေလဲ M ကနေတစ်ဆင့် A ကိုယူမယ်ဆိုတာဆီယာမတို့ရှေ့မှာပုံကလေးနဲ့ရှင်းပြခဲ့ပြီးဖြစ်ပါတယ်။အားကြောင့်မလို့ငွေကြေးဒီကုန်စည်နဲ့ဝန်ဆောင်မှုများဖလှယ်ရတွင် ဇာကံကရိယာအဖြစ်ဆောင်ရွက်ပေးပါတယ်။ငွေကြေးကလှုပ်ဆောင်ပေးခြင်းကြောင့်လဲလှယ်မှုကိုပုံမှုချောငွေလွယ်ကူစေပြီးတော့လူတို့ရဲ့ဇောက်ချလုပ်ကံခြင်းနဲ့ပုံသွဲခြင်းတို့အတွက်လည်းများစွာအထောက်အကူဖြစ်ပါတယ်။ဒါကဆရာမတော်ရှိမှ A ကနေ M ကိုလဲတဲ့ M ကနေ M ကိုလဲကနေပြီးတော့ B ကိုပြန်လဲတဲ့ဆိုတဲ့အကြောင်းအရာကိုကြည့်ခြင်းအပြင်ငွေကြေးဟာဖက်လက်တော့အဲ့လိုမျိုးပေးလှုပ်ဆောင်လိုက်ခြင်းဖြင့်လဲလှယ်မှုကိုလွယ်ကူချောမွေ့စေတယ်ဆိုတာကိုလည်းရှင်းမှတည်ယူခဲ့ပြီးဖြစ်ပါတယ်။ ဒါဆိုရင်ဆရာမနှစ်တန်ဖိုးတိုင်းသည်ကရိယာသို့မဟုတ်ငွေစင်းတွက်သည့် unit အဖြစ်ဆောင်ရွက်ခြင်းတဲ့အဲ့တော့တန်ဖိုးဘလို့တန်ဖိုးတွေကိုဘလို့တိုင်းပေးမလဲငွေကြေးဟာဆိုလို့ရှိရင်ဆရာမတို့တန်ဖိုးတန်ဖိုးတိုင်းသည့်ကရိယာဖြစ်ဆောင်ရွက်ခြင်းဆိုဒီမှာကုန်စီနဲ့ဝန်ဆောင်မှုများဤတန်ဖိုးကိုပေါ်ပြနိုင်ရန်အတွက်ငွေကြေးကိုအသုံးပြုခြင်းဖြစ်တယ်။တော့တန်ဖိုးကိုပေါ်ပြမယ်ဆိုတော့ဒါကဗ နော်ဘလောက်တန်နဲ့100တန်နဲ့200တန်နဲ့50တန်နဲ့ရွှေစားနဲ့ပြောပြီးဆိုရင်ရွှေတင်းကတပြားတန်နဲ့နှစ်ပြားတန်နဲ့ဟာအစိတ်ပိုင်းတတိလေးပဲတန်နဲ့ဆိုတာမျိုးကိုပိုင်းဖြတ်နိုင်ရန်အတွက်ငွေကြေးကိုအသုံးပြုခြင်းဖြစ်တယ်။ငွေကြေးဒီတန်ဖို့တိုင်းဒီကရိယာအဖြစ်ဆောင်ရွက်ခြင်းကြောင့်တနည်းအားဖြင့်ဆရာမတို့ငွေကြေးဟာဆိုလို့ရှိရင်ငွေစင်းတွက်ချက်တဲ့ unit အဖြစ်လဲဆောင်ရွက်ပေးသည်လို့ဆိုနိုင်ပါတယ်။အာဆရာမတို့ကခုနက ပမာဏတွေပေးလိုက်တယ်เนาะသူ့ကိုတွက်ချက်နိုင်တဲ့ငွေကြေးကိုပေါ်ပြနိုင်တယ်ပေါ်ပြနိုင်တဲ့ခါမှာအဲ့ဒီအရာတွေကိုပေါင်းလိုက်တဲ့ခါမှာ10 20 30 100 200 200 200ပမာဏစီးရင်တွေကိုလည်းတွက်ချက်လို့ရသွားမှာဖြစ်ပါတယ်အဲ့ဒီစာရွက်ချက်ကြောင့်မလို့တိုင်းပြည်ဝင်ဝင်များအရာအဝယ်အရှုံးမြတ်ရှင်းများလက်ကျန်ရှင်းတဲ့များကိုလည်းအလွယ်တကူတွက်ချက်လာနိုင်တာဖြစ်ပါတယ်။ဒါဆိုရင်ဆီယမတို့၃ငွေကြေးလုံဆောင်ချက်၃ကတော့ဘာဖြစ်မလဲဆိုရင်ဆီယမတို့တန်ဖိုးတူလောင်ပေးသည့်ကရိယာဖြစ်ဆောင်ရွက်ခြင်း အဲဆီယမ်မတို့ရှိမှကုန်ပစ္စည်းချင်းလဲလှယ်တဲ့အခါမှာနွားတို့ကျွဲတို့ဟာလာဆန်းတို့နော်ငါတို့အဲ့ဒါတွေကတန်ဖိုးတူလောင်ထားဖို့ရေရှည်ထိမ့်သိမ့်ထားဖို့ဆိုတာမဖြစ်နိုင်ပါဘူးအဲအကြောင်းမို့ဒီတန်ဖိုးတူလောင်ပေးတဲ့ကိရိယာဖြစ်ကတော့ဆီယမ်မတို့ငွေကြေးကိုပဲအသုံးပြုလို့ရှင်ပို့ပြီးတော့အစဉ်ပြေတယ်ဆိုတာလေးကိုသိရမှာဖြစ်ပါတယ်ငွေကြေးရဆိုလို့ရှင်ဆီယမ်မတို့ကုန်စည်နဲ့ဝန်ဆောင်မှုများကိုအလွယ်တူပလည်နိုင်သောကြောင့်လူတွေလိုအပ်သောအခါမှာအသုံးပြုနိုင်ရတဲ့ငွေကြေးကိုတင်စီထားလို့ကြပါတယ် ငွေကြေးဟာဆိုလို့ရှိရင်ဆီယမ်မတို့ကုန်စည်နဲ့ဝန်ဆောင်ဝန်ဆောင်မှုများဝယ်ယူနိုင်စွမ်းကိုပါထိန်းသိမ်းထားသောအရာဖြစ်ဆောင်ရွက်ပေးပါတယ်။ငွေကြေးကိုသိမ်းဆည်းထားခြင်းဟာဆိုလို့ရှိရင်ကုန်စည်နဲ့ဝန်ဆောင်မှုများကိုတော်လောင်သိမ်းဆည်းထားခြင်းနဲ့အတူတူပဲဖြစ်ပါတယ်။ဒီနေရာမှာဆီယမ်မတို့ဘာလို့ဆိုလိုတာလဲဆိုရင်ဆီယမ်မတို့ကငွေဒီကိုဒါသိမ်းထားခဲ့မယ်ဆိုရင်အဲ့ဒီငွေနဲ့ငွားကိုဝယ်ခြင်းသလား။နော်ဒါမှမဟုတ်ဆန်ကိုဝယ်ခြင်းသလား၊စီကိုဝယ်ခြင်းသလားအဲ့ဒါတွေကိုတင်ထားစီရမလို့ပဲနေပတ်စံကိုတင်ထားခြင်းအပြင်လိုတဲ့အချိန်မှာ အဲ့ပစ္စည်းတွေကိုဝယ်ယူလို့ရတယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်။အဲ့တော့ပတ်စံကိုတင်ထားလိုက်မယ်ဆိုရင်ဆရာမခုနာဆန်စီကျွဲတော့ကိုလိုခြင်းတဲ့အရာတွေကိုတင်စီထားခြင်းနဲ့အတူတူပဲဖြစ်တယ်လို့ဆိုလိုတာဖြစ်ပါတယ်။ထို့ကြောင့်ငွေကြေးဒီဥစ္စာရဏအသွန်တစ်မျိုးလည်းဖြစ်ပါတယ်။အဲ့ဒါကြောင့်မို့ငွေကြေးရဆိုလို့ရှိရင်ဥစ္စာရဏအသွန်တစ်မျိုးဖြစ်တယ်။အဲ့ဒီဥစ္စာရဏအသွန်ကိုမှနှစ်မျိုးပြန်ပြီးတော့ပြန်ပြီးတော့ क्वे သွားมาဖြစ်ပါတယ်။ဥစ္စာရဏကိုငွေကြေးမဟုတ်တော့ဥစ္စာရဏနဲ့ ငွေကြေးဆိုင်ရာဥစ္စာဒဏဆိုပြီးတော့နှစ်ပိုင်းကွဲသွားမှာဖြစ်ပါတယ်။အဲ့ဒီဥစ္စာဒဏကိုဆရာမတို့ကငွေကြေးမဟုတ်သောဥစ္စာဒဏကတော့အေကာအဖို့တန်လက်ဝယ်နာများနဲ့ငွေကြေးဆိုင်ရာဥစ္စာဒဏကတော့ငွေကြေးဆိုပြီးတော့နှစ်မျိုးခွဲပြီးတော့ရည်လို့ရပါတယ်။ငွေကြေးမဟုတ်တဲ့ဥစ္စာဒဏဆိုတာဘာကိုဆိုလိုတာလဲဆိုရင်ဆရာမတို့ကအဲ့ဥစ္စာဒဏကိုအခြားကုန်စည်နဲ့ဝန်ဆောင်မှုအတွင်သို့လွယ်ကူစွာမပြောင်းလဲနိုင်တဲ့အရာတွေကိုဆရာမတို့ကငွေကြေးမဟုတ်သောဥစ္စာဒဏလို့ပြောရမှာဖြစ်ပါတယ်။ ဥပမာအနေနဲ့ပြောမယ်ဆိုရင်ဆီယာမတို့ကလူတူဟာဆိုလို့ရှိရင်ကားတစ်စီးရှိပြီးတော့ဆီယာမတို့အိမ်ကိုလိုချင်ပါကလွယ်ကူစွာပြောင်းလဲနိုင်ရန်မဖြစ်နိုင်ပါဘူးအကယ်၍အဲ့ဒီလူကသာငွေကြေးရှိပြီဆိုလို့ရှိရင်တော့အဲ့ဒီငွေသာဆိုလို့ရှိရင်ဆီယာမတို့လိုချင်တဲ့အိမ်ကိုချက်ချင်းဝယ်ယူလို့ရနိုင်ပါတယ်အဲ့ဒါကြောင့်မလို့ဆီယာမတို့ကနှစ်ပိုင်းခွဲသွားခြင်းဖြစ်ပါတယ်ဥစ္စာသနာအသွင်တစ်မျိုးမှအခြားအသွင်တစ်မျိုးသို့ပြောင်းလဲရန်လွယ်ကူခြင်းကိုငွေဖြစ်လွယ်မှုလို့ခေါ်ပါတယ်ဒါလေးကတော့မင်းတို့ကြက်ထားရမယ် เนาะအဓိပ္ပာယ်ဖွင့်ဆိုချက်လေးဖြစ်ပါတယ်အဲ့အဓိပ္ပာယ်အဓိပ္ပာယ်ဖွင့်ဆိုချက်လေးကတော့ငွေဖြစ်လွယ်မှုဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ငွေကြီးဒါမှမဟုတ်ဆရာမတို့ကငွေသားဒီငွေဖြစ်လွယ်ဆုံးသောဥစ္စာဒနာ ပုံတန်ပုံတန်ဖြစ်တယ်လို့လည်းသိထားရမှာဖြစ်ပါတယ်ဒါကတော့ငွေကြီးမဟုတ်တော့ဥစ္စာဒနာကြီးဖြစ်ပါတယ်အင်္ဂလကားတွေလက်ဝယ်ယနာတွေပဲဖြစ်ပါတယ်ဒါဆိုရင်ဆရာမတို့တွေနောက်ထပ်၄ချက်ကလေးကိုဆက်ပြီးလေ့လာပါမယ် နံပါတ်၄အချက်ကလေးကတော့အနာကက် ပေးချင်မှုစံအဖြစ်ဆောင်ရွက်ခြင်းဆိုတဲ့သင်ခန်းစာလေးမှဖြစ်ပါတယ်။ဒါဆိုရင်ဆရာမတို့အနာကက်ပေးချင်မှုဆိုတာဘာလဲ။အနာကက်ကာလမှာပြုလုပ်မဲ့ပေးချင်မှုတွေကို ဆိုလိုခြင်းဖြစ်ပါတယ်။ငွေကြေးတာမရှိရင်အနာကက်တွင် ပေးချင်ရမည့်တန်ဖိုးအတွက်စံသတ်မှတ်ထားစရာလည်းရှိနိုင်မှာမဟုတ်ပါဘူး။ခက်သစ်စည်းဝါးရေးမှာဆိုရင်တော့အလွန်အရေးပါသောငွေထုတ်ချေးခြင်းငွေချေးယူခြင်းစသည့်ကိစ္စရများမှာဆိုရင်အခက်အခဲတွေရှိနိုင်ပါတယ်။ ဝေကြီးကိုဆန်ပြစ်တတ်မှတ်ထားပြီးတော့အသုံးပြုခြင်းဟာဆိုလို့ရှိရင်ဆရာမတို့အနာဂတ်ကာလပေးချေမှုများအတွက်အလွန်စွာပဲအထောက်အကူဖြစ်ပါတယ်။ပေါ်ပြခဲ့သောငွေကြေးလှုပ်ဆောင်ချက်၄မျိုးမှာဆိုလို့ရှိရင်အကြာခံဖလှယ်ရေးကိရိယာဖြင့်ဆောင်ရွက်ခြင်းနဲ့ဆိုတဲ့ဆောင်ချက်ခါဆိုလို့ရှိရင်ဆရာမတို့အခြေခံအကြဆုံးဖြစ်ပါတယ်။ကျဲဆောင်ချက်တွေကတော့အဲ့ဒီလုံဆောင်ချက်မှာမပေါ်မှာမှာပေါ်ပေါက်လာတဲ့အချက်များပဲဖြစ်ပါတယ်။ငွေကြေးလုံဆောင်ချက်များဟာဆိုလို့ရှိရင်တစ်ခုနဲ့တစ်ခုဆက်ဆက်မှုတွေရှိနေပါတယ်။ဥပမာပြောရမယ်ဆိုရင် ငွေကြီးကို လူတို့ကပလဲရေးကရိယာဖြစ်လက်မခံတော့ပါဘူးဆိုရင်လက်မခံတော့ဘူးဆိုလို့ရှိရင်အဲ့ဒီငွေကြီးဟာတန်ဖိုးတူလောင်ပေးတဲ့အရာဖြစ်၎င်းငွေစည်းယူနစ်ဖြစ်၎င်းသုံးစွဲလို့ရတော့မှာမဟုတ်ပါဘူး။အော်လူတွေကလက်မခံဘူးဆိုတော့ဆရာမတို့ကအဲ့ဒါကိုလည်းတူလောင်ထားမယ်ထားမယ်သူမရှိတော့ဘူး။နောက်တစ်ခါတူလောင်ထားမရှိသလိုအဲ့ဒီငွေမှမရှိတော့တဲ့အကြောင်းအရာဖြစ်သွားမှာတော့ဒီငွေစည်းယူနစ်တွေလည်းရည်တွက်လို့မရတော့ဘူးလို့ဆိုလိုခြင်းဖြစ်ပါတယ်။ အဲ့ဒီနည်းနဲ့အတိုင်းပဲငွေကြေးဟဲ့ငွေကြေးဒီတန်ဖိုးကိုတူလောင်ပြီးတော့အရာဖြစ်ဆောင်ရွက်ခြင်းမရှိဘူးဆိုလို့ရှိရင်လေဆရာမတို့ကငွေစင်းယူနစ်ဖြစ်၎င်းဈာခံဖဲဖလဲရေးကိရိယာဖြစ်၎င်းဆောင်ရွက်နိုင်မှာမဟုတ်တော့ပါဘူးသူရတံပိုးကိုတူလောင်ပေးထားခြင်းမရှိဘူးဆိုရင်အရေးကြီးပဲလို့ပြောတယ်ဈာခံပလေကိရိယာဖြစ်လဲသူမဆောင်ရွက်နိုင်တော့ဘူးတခါဆံမတော်ဝင်စင်းတွေ့တဲ့ယူနစ်ဖြစ်လဲဆောင်ရွက်နိုင်တော့မှာမဟုတ်ပါဘူးအဲဒါကြောင့်မလို့အထက်ပါလှုပ်ဆောင်ချက်၄မျိုးဖြင့် ပြည့်စုံတဲ့ဘယ်အရာကိုမဆိုဆရာမတို့ကငွေကြေးဟု ခေါ်ဆိုနိုင်ပါတယ်။အဲငွေကြေးဆိုဒီမှာဖလေရေးကရိယာဖြစ်၎င်းငွေစည်းယူနစ်ဖြစ်၎င်းတန်ဖိုးကိုတူလောင်ပေးသည့်အရာဖြစ်၎င်းအနာကက်ပေးချေမှုဆန်ဖြစ်၎င်းဆောင်ရွက်ပေးသည့်အရာကိုလို့အတိတ်ပဲဖွင့်ဆိုလို့ရပါတယ်။အာဆီယမာရောယနေ့နိုင်ငံအသီးသီးမှာဆိုလို့ရှိရင် အစိုးရတွေကငွေကြေးတမျိုးကိုတရားဝင်ငွေကြေး legal tender အဖြစ်သတ်မှတ်ပြဋ္ဌာန်းထားပါတယ်။ဆီယမ်မာရဲ့မြန်မာနိုင်ငံအတွက်ဆိုရင်တော့တရားဝင်ငွေကြေးကိုချက်အိန္ဒိယနိုင်ငံအတွက်ဆိုရင် rupee ထိုင်းနိုင်ငံအတွက်ဆိုရင် bat အမေရိကန်ပြည်ထောင်စုအတွက်ဆိုရင်တော့မင်းတို့သိပြီးသားဒေါ်လာဂျပန်နိုင်ငံအတွက်ဆိုရင်တော့ yen မလေးရှားနိုင်ငံမှာဆိုရင်တော့ ringgit အင်ဒိုနီးရှားနိုင်ငံမှာဆိုလို့ရှိရင်တော့ rupee ဖိလစ်ပိုင်နိုင်ငံမှာဆိုရင်တော့ peso စင်ကာပူအတွက်ဆိုရင်တော့စင်ကာပူဒေါ်လာနဲ့ ဘရူနိုင်းနိုင်ငံနဲ့ဘရူနိုင်းနိုင်ငံအတွက်ဆိုရင်ဘရူနိုင်းဒေါ်လာဗီယက်နမ်နိုင်ငံအတွက်ဆိုရင်ဒေါင်းနဲ့ကမ္ဘောဒီးယားနိုင်ငံအတွက်ဆိုရီယယ်လာအိုအတွက်ဆိုလို့ရှိရင်ခစ်စသည်ဖြင့်တရားဝင်ငွေကြေးတွေကိုသတ်မှတ်ပုံဆွဲလာတာကိုတွေ့ရပါမယ်နိုင်ငံအများစုမှာဆိုရင်ငွေကြေးကိုဘဏ်ငွေဆက်ကူအကျွေနဲ့ဘဏ်အပ်ငွေဟုဆိုပြီးတော့အသွင်သုံးမျိုးကို တွေ့ရမှာဖြစ်ပါတယ်ဒါကတော့ဆရာမတို့ရင်းမြန်မာငွေလေးပြထားတာပါမြန်မာဝင်ငွေကြက်ကလေးပြထားပါတယ်ဒါကအိန္ဒိယမှာသုံးဆွဲနေတဲ့ရူပီလေးပါ ထိုင်းနိုင်ငံမှာသုံးတဲ့ဘတ်ငွေလေးပါ။အင်းဒါကတော့အမေရိကန်ပြည်ထောင်စုအတွက်ဒေါ်လာ3ဒေါ်လာလေးကိုဖော်ပြထားခြင်းဖြစ်ပါတယ်။ဗန်နိုင်ငံတို့ကတော့ယန်းဆိုပြီးတော့ဆီယမ်မာတို့တွေမင်းတို့တွေဒီငွေကြေးလေးတွေကိုမြန်မာတို့တွေ့ရအောင်လို့လေ့လာလို့ရအောင်လို့ဆီယမ်မာတို့ကထည့်ပေးထားခြင်းဖြစ်ပါတယ်။ဒါဆိုရင်ဆီယမ်မာတို့တွေ၄တသမ၄ငွေကြေးရည်ချင်းများကိုဆက်ပြီးတော့လေ့လာကြပါမယ်။ဆီယမ်မာတို့ငွေကြေးလက်ဆောင်လှုပ်ဆောင်ချက်တွေကို၄မျိုးကိုလေ့လာပြီးသွားတဲ့အခါမှာအဲ့ဒီလှုပ်ဆောင်ချက်တွေလေးမှာ အရင်ချင်းနေဘလို့အရင်ချင်းနေရှိတယ်လဲဆိုတာကိုဆက်ပြီးတော့လေ့လာဖို့လိုပါတယ်။အားကြောင့်မလို့၄ဒသမ၄ငွေကြေးအရင်ချင်းများ quality of money ဆိုတာလေးကိုလေ့လာကြပါမယ်။ရှေးစခင်ကဆရာမတို့ပြောခဲ့ပြီးသားရှင်းမှလည်းကျွေးနေတော့လိမ့်စင်ဟဟလား။အဲအဲ့ဒါတွေပြောခဲ့ပြီးသားစားတွေပါပြောပြီးသားဒီမှာတော့တိတိကျကျသူကထပ်ပြီးတော့ပြောထားပါတယ်။ရှေးရခင်ကကြောက်စရခင်မျိုးစေ့ပင်လေခယူဝန်ကျွေးနွားစားသားမွေးရွှေစငွေစားစသည်တို့ကိုတဲ့ ငွေကြီးအဖြစ်သုံးစွဲခဲ့ကြပါတယ်။ယနေ့ခေတ်မှာတော့ခုနကဆရာမတို့ငွေလေးငွေကြီးလေးတရားဝင်ငွေကြီးလေးလည်းမင်းတို့ပြခဲ့တဲ့ပြီးသားဖြစ်ပါတယ်။အဲ့တရားဝင်ငွေကြီးဖြစ်တဲ့ဘန်ငွေဆက်ကူနဲ့အကျွေနဲ့ဘန်အပ်ငွေဆိုတဲ့ငွေကြီးသုံးမျိုးကိုသုံးစွဲနေကြတာကိုတွေ့ရမှာပါ။ဘန်ငွေဆက်ကူအကျွေနဲ့ဘန်အပ်ငွေများကိုငွေကြီးအဖြစ်သုံးစွဲလာရခြင်းအကြောင်းရင်းကတော့စခင်ကသုံးဆွဲခဲ့တဲ့အရာဝတ္ထုအမျိုးမျိုးဟာဆိုလို့ရှိရင် ငွေကြေးလှုပ်ဆောင်ချက်တွေကိုသူတို့ကပြ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 လှုပ်ဆောင်နိုင်ခြင်းမရှိပါဘူး။ငွေကြေးမှရှိရမယ့်အရေးချင်းတွေနဲ့လည်းပြည့်စုံခြင်းမရှိသောကြောင့်ဖြစ်ပါတယ်။ဒါဆိုဆီယမတို့ငွေကြေးမှရှိရမယ့်အရေးချင်းတွေကဘာတွေလဲ။အာဆီယမတို့ပြန်ပြီးတော့အောက်မှာကြည့်ပါမယ်။ငွေကြေးရဲ့လှုပ်ဆောင်တဲ့ချက်တွေကိုပြေဝစွာဆောင်ရွက်ပေးနိုင်သည့်အတွက်ငွေကြေးအဖြစ်အသုံးပြုသောအရာသည်အောက်ပါအရေးချင်းတွေနဲ့ပြည့်စုံဖို့လိုပါတယ်။အဲ့ဒီအရေးချင်းဘယ်နှချက်ရှိမလဲဆိုရင်ဆီယမတို့6ချက်ရှိပါမယ်။ ဒါကြောင့်မလို့တစ်ကဆိုလို့ရှိရင်အများလက်ခံနိုင်ခြင်း accessibility နှစ်ကအရှာပါခြင်း scarcity သုံးကအလွယ်တကူတည်ယူနိုင်ခြင်း portability နဲ့တရှိခံခြင်း durability နဲ့ငါခွဲခြမ်းစိတ်ပြနိုင်ခြင်း divisibility 6အရည်သွေးတူညီခြင်း homogeneity ဆိုတဲ့အရည်ချင်း6မျိုးနဲ့ပြည့်စုံမှသာလျှင်ဆရာမတို့ငွေကြေးကိုသတ်မှတ်နိုင်မှာဖြစ်ပါတယ်။တစ်အများလက်ခံနိုင်ခြင်း တော့ဆရာမတို့အများလက်ခံနိုင်ခြင်းဆိုတာငွေချေးဖြစ်အသုံးပြတဲ့အရာကလူတန်းကလက်ခံပြီးတော့မိမိတို့ပိုင်ဆိုင်မှုဖြစ်သိသိထားလို့တော့အရာများဖြစ်ရမည်။အဲဆရာမတို့တွေရွှေနဲ့ငွေများကိုအများကလက်ခံလို့တော့အရေးချင်းနဲ့ပြည်စုံတယ်လို့ပြောလို့ရပါတယ်။ဒါပေမဲ့အဲ့ဒီရွှေငွေတွေကဆရာမတို့ရှေ့မှာလည်းပြောခဲ့ပြီးသားပါ။စစ်မစစ်တိုင်းတာခက်တယ်။တစ်ခါလေးရောင်းဝယ်ပြုတဲ့အချိန်မှာသူ့ကိုချိန်တွေ့ရတာလည်းအခက်အခဲတွေရှိတယ်။အားကြောင့်မလို့ယခုခေတ်မှာတော့တရားဝင်ငွေချေးဖြစ်သော ဘန်ငွေဆက်ကူကသာအများကလိုလားစွာလက်ခံတာကိုတွေ့ရပါတယ်။နှစ်ရှားပါခြင်းအဲ့တော့ဆီယမ်မတို့ငွေကြေးဖြစ်အသုံးပြုတဲ့အရာဟာပေါ်များစွာရရှိနိုင်ခြင်းမျိုးမဖြစ်ဖို့လိုပါရင်ပေါ်ပြောများများရရှိလာပြီဆိုရင်အဲ့တန်ဖိုးတွေကြာလာရတဲ့လူတွေကလက်ခံနိုင်မှာမဟုတ်ပါဘူးအလွယ်တကူရရှိနေပါကတဲ့အဲ့ဒါတွေကိုများကလက်ခံလို့မှုအည်သွေးတွေပျောက်ပြက်သွားနိုင်ပါတယ်အဲ့ဒါအကြောင်းကြောင့်ပဲယခုခေတ်တွင်အစိုးရက ငွေဆက်ကူနှင့်အကျွေထုတ်ဝေမှုကိုတင်းကျပ်စွာ ထိန်းချုပ်ထားခြင်းလည်းဖြစ်ပါတယ်။ဈေးခါကဆိုလို့ရှိရင်ဆရာမတို့ရွှေငွေတို့ကိုငွေကြေးအဖြစ်အခြားတက်ထုများတဲ့နှစ်သက်စွာလုလက်ခံသုံးဆွဲကြခြင်းအကြောင်းရင်းတည်းမှာရှားပါလို့ဖြစ်ပါတယ်။လက်ရှိမှာလည်းဆရာမတို့ရွှေငွေလက်ရရွှေငွေတွေကိုနောက်ရှားပါတဲ့အတွက်သူတို့သိမ်းဆီးထားတဲ့အရာဖြစ်တော့သိမ်းဆီးဆဲပဲရှိပါတယ်။ဟုတ်အလွယ်တကူတည်ယူနိုင်ခြင်းငွေကြေးအဖြစ်အသုံးပြုသောအရာသည်ဝဲကူစွာတည်ယူနိုင်ရန်လိုအပ်ပါတယ်။ ဆရာမတော့ငွေကြေးကအထူးတဲ့ကြီးမားနေမယ်ဒါမှမဟုတ်လေးလံနေမယ်ဆိုလို့ရှိရင်တည်ယူရအဆင်ပြေနိုင်မှာမဟုတ်ပါဘူးငွေကြေးအဖြစ်လိုလားစွာအသုံးပြုနိုင်ရမှာအလွယ်တကူတည်ယူနိုင်သည့်အခြေချင်းနဲ့လည်းပြည့်စုံဖို့လိုပါတယ်ချွေငွေတတ်တို့ထက်ငွေဆက်ကူရဲ့အားသာချက်ကတော့ဆရာမတို့ရင်းလွယ်ကူစွာတည်ယူနိုင်ခြင်းကြောင့်ဖြစ်ပါတယ်ယနေ့ခေတ်မှာဆိုရင်နိုင်ငံချို့၌ချေးငွေကပ်ပြားနဲ့ချက်လက်မှတ်တွေကိုအသုံးပြုကြလာခြင်းကလည်းခုနကဆရာမတို့ပြောခဲ့တဲ့အလွယ်တကူတည်ယူနိုင်ခြင်းဆိုတဲ့ ညီချင်းကြောင့်ပဲဖြစ်ပါတယ်။ဒါဆိုလေးတရှိခံခြင်းငွေချင်းဤလုံးဆောင်ချက်တစ်ခုကတော့ဆီယမ်မာတို့တန်ဖိုးကိုတိုးလောင်ပေးထားနိုင်ခြင်းဖြစ်ပါတယ်။ငွေချင်းအဖြစ်အသုံးပြုတဲ့အရာဆိုလို့ရှိရင်ဆီယမ်မာတို့တရှိမခံမှုဆိုလို့ရှိရင်အဲ့တန်ဖိုးကိုတိုးလောင်ပေးထားသောအရာဖြစ်ဆောင်ရွက်နိုင်တော့မှာမဟုတ်ပါဘူး။ရွှေငွေတို့ကိုငွေကြီးငွေကြီးအဖြစ်ကျယ်ပြန့်စွာသုံးစွဲရခြင်းအကြောင်းရင်းတစ်ချက်ကတော့တာရှည်ခံခြင်းကြောင့်ပဲဖြစ်ပါတယ်။ ဘန်ငွေဆက်ကူဟာဆိုလို့ရှိရင်လေငွေဆက်ကူဆက်ကူဖြင့်ပြုတ်လောက်ထားသောကြောင့်တာရှင်မခံပေမဲ့ဆွေးမြစ်ပြီးမြစ်ပတ်ဆုပ်ပြဲသွားသည့်အခါငွေအသက်နဲ့လဲလေလို့ရာသီအတွက်ကြောင့်မလို့လက်တွေ့ဘဝမှာတော့ဆရာမတို့ငွေဆက်ကူဟာလေအလွန်တာရှည်ခံတယ်လို့ဆိုရမှာဖြစ်ပါတယ်ဒါကြောင့်မလို့ငွေဆက်ကူကိုလည်းဆရာမတို့တွေသုံးစတန်ပို့ထားသုံးဆွဲနေကြခြင်းဖြစ်ပါတယ်ခွဲခြားစိတ်ပြနိုင်ခြင်းငွေကြေးအဖြစ်အသုံးပြုတဲ့အရာဆိုလို့ရှိရင်ဆရာမတို့အသေးအဖွဲအပေးယူများကို ပြုလုပ်နိုင်ရန်အတွက်သေးငယ်သောအစိပ်ပိုင်းသည်လွယ်ကူစွာခွဲခြားဆိပ်ဖြာနိုင်ရန်လိုအပ်ပါသည်ဆရာမတို့ဒါကြောင့်မလို့ရှိအခါကလဲလဲနေရမှာအခက်အခဲတွေဖြစ်တယ်ဆိုတာကသေးငယ်သည့်အစိပ်ပိုင်းသည်ခွဲခြားဆိပ်ဖြာဖို့ခက်ခဲတဲ့ခက်ခဲတွေလည်းရှိပါတယ်မွားကျွဲယူလာတဲ့လူကနောက်ဘက်ကလဲလဲခြင်းတဲ့အရာလေးကစားလေးဖြစ်နေမယ်ဆိုရင်သူ့ကျွဲနွားကိုသေးငယ်ဆုံးစိပ်ပိုင်းသည်ခွဲကျန်းစိတ်ဖြာဖို့ဆိုတာမဖြစ်နိုင်ဘူးဒါကြောင့်မလို့ခက်ခဲမှုတွေရှိခဲ့တယ်။မလွယ်ကူဘူးလေမလွယ်ကူခဲ့ပါဘူး။ အကွက်အကယ်၍လွဲကူသောခွဲချမ်းစိတ်ပြနိုင်မှုမရှိလျင်ပမာဏအနည်းငယ်များသာရောင်းဝယ်သောကိစ္စတွေမှာဆိုလို့ရှိရင်အခက်အခဲဖြစ်နိုင်ပါတယ်တဲ့အဲ့ဒါဆရာမရှိမှပြောခဲ့ပါတယ်ဒါဥပမာဆရာမတို့ထပ်ပြီးတော့တရားဖို့အတွက်ဥပမာလေးပေးထားပါတယ်ဥပမာပေးထားတာကတော့တိုးကျွဲနွားစသည်တို့ကိုငွေကြေးအဖြစ်အသုံးပြုခဲ့စဉ်ကတိုးတကောင်နွားတကောင်ထက်နည်းသောအတိုင်းအတာအဖြစ်အရောင်းဝယ်ပြုလုပ်တဲ့နေရာမှာတိုးသုံးမဟုတ်ကျွဲနွားတို့ကိုပိုင်းဖြတ်ပေးရန်မဖြစ်နိုင်သောကြောင့် ငွေကြေးပေးချေမှုပြုလုပ်ရာတွင်အခက်အခဲများစွာရှိတယ်ဆိုတာကိုလည်းဆရာမကရှင်းပါလဲရှင်းခဲ့ပြီးပါပြီ။ဒီမှာဥပမာလေးနဲ့လည်းရှင်းပြထားပါတယ်။ယခုခေတ်မှာတော့ဆရာမတော့ဗာနဲ့ပေးချေပါလဲဆိုရင်ဗန်ဆက်ကူနဲ့အကြွေများကိုတန်ဖိုးအမျိုးမျိုးထုတ်ဝေထားတာကြောင့်မလို့သေးငယ်သောပမာဏကိုရောင်းဝယ်သည်ဖြစ်လင့်ဖြစ်ပေမဲ့လည်းပေးချေမှုကိုလွယ်ကူစွာဆောင်ရွက်နိုင်ပါတယ်။ဒါဆိုရင်6အည်သွေးတူညီခြင်းအဲ့ အကြီးချင်းစီအကြီးချင်းဒီတဲ့ကွဲချင်းစိတ်ပြနိုင်ခြင်းအကြီးချင်းနဲ့ဆက်ဆက်နေပါတယ်။အာအကြီးသွေးတူညီချင်းဆိုတာဆရာမတို့တွေခွဲချမ်းစိတ်ပြနိုင်တဲ့ဆိုရက်အကြီးချင်းနဲ့ဆက်ဆက်မှုရှိနေပါတယ်။မြေချင်းအဖြစ်သုံးသည့်အရာဒီအကြီးသွေးတူညီချင်းမရှိပါက ခွဲချမ်းစိတ်ပြနိုင်စေတာမူအစိတ်ပိုင်းအခုစီအကြီးသွေးတွေလည်းတူညီနေမှာမဟုတ်ပါဘူး။အဖို့တန်ကြောင့်မျက်ရည်နာများကိုရွှေငွေတို့ကဲ့သို့သောငွေချင်းအဖြစ် ခြေပြန့်စွာအသုံးပြုနိုင်ခြင်းမှာဆိုလို့ရှိရင်သူတို့ရဲ့အစိပ်ပိုင်းတစ်ခုနဲ့တစ်ခုအည်အသွေးမတူညီသောကြောင့်ဖြစ်ပါတယ်။ဘန်ဝေဆက်ကူများမှမူတူညီသောတံပိုးရှိကြသဖြင့်အည်အသွေးတစ်မျိုးတည်းဖြစ်ပါတယ်။ဥပမာတထောင်ကျက်တံဝေဆက်ကူကို900ကျက်တံငွေဆက်ကိုနေရွက်အဖြစ်ခွဲခြမ်းစိတ်ဖြာနိုင်ပြီးတော့900ကျက်တံငွေဆက်ကိုနေရွက်သည့်အရွေအည်အသွေးတူညီမှုရှိပြီးတံပိုးညီမျှမှုလည်းရှိတယ်လို့ဆိုလိုတာပါ။ဒါဆိုရင်ဆီယမ်မတို့ တင်ငန်းစာလေးကို လေ့လာပြီးသွားပါပြီ။တင်ငန်းစာရေးလေ့လာပြီးသွားလို့ရှိရင်ကိုလေ့လာတင်ယူလိုက်တဲ့တင်ငန်းစာမှာကိုဘယ်လောက်ထိမှတ်မိသွားသလဲ၊ကိုဘယ်လောက်ထိရလိုက်သလဲဆိုတာကိုပြန်လည်လေ့ကျင့်ဖို့အတွက်ဆရာမတို့ကလေ့ကျင့်ရမိခွန်းလေးကိုလည်းထည့်ပေးထားပါတယ်။အဲဒီလေ့ကျင့်ရမိခွန်းလေးမှာဆိုရင်တော့ဆရာမတို့ကနံပါတ်၁မှာဆိုရင်အဘာတို့ကိုမန်လီမန်မားလီမားဆိုပြီးတော့မန်မားရွေးမဲ့ question လေးကိုလည်းထည့်ပေးထားပါတယ်။နံပါတ်1မှာဆိုရင်ဆရာမတို့ကအောက်ပါကွက်လက်များကိုဖြည့်ပါဆိုပြီးတော့ print in the blank ဆိုတဲ့ comment မေးခွန်းလေးကိုလည်းထည့်ပေးထားပါတယ်။မင်းတို့ဘလောက်ထိတက်မြောက်သွားသလဲဆိုတာကိုယ်တိုင်ပြန်ပြီး sister တွေလုပ်လို့ရအောင်ထည့်ပေးထားခြင်းဖြစ်ပါတယ်။နံပါတ်3မှာတော့ဆရာမတို့ရဲ့အဖြေမှန်ကိုယူပါမယ် multiple choice လေးကိုထည့်ပေးထားပါတယ်။ဒါလေးတွေကိုလည်းပြန်ပြီးတော့ကိုယ်တိုင်ဖြေကြည့်ဖို့လိုပါတယ်။နံပါတ်4မှာတော့အတိတ်ပဲတတ်မှတ်ချက်လေးတွေထည့်ပေးထားပါတယ်။ ဒီဒိဋ္ဌိပဲသတ်မှတ်ခြင်းလေးချက်လေးတွေကတော့မင်းတို့တွေစာမေးပွဲမှာနှစ်ပတ်တန်လေးတွေဖြေရမယ့်အကြောင်းအရာလေးတွေပဲဖြစ်ပါတယ်။စစ်မှတ်ထားဖို့လည်းလိုအပ်ပါတယ်။နံပါတ်5မှာဆိုရင်ဆရာမတို့ကမတ်စုတို့မေးခွန်းလေးတွေထည့်ထားပါတယ်။ဒီမတ်စုတွေမေးခွန်းလေးတွေကိုလည်းကိုယ်တိုင်ပြန်ပြီးတော့ဖြေကြည့်ထားပါမယ်။ဖြေကြည့်ပြီးတော့လေ့ကျင့်လိုက်တဲ့အခါမှာကိုယ်ဘယ်လောက်ထိတက်မြောက်သွားသလဲ၊ကိုယ်ဒီသင်ခန်းစာကိုလေ့လာလိုက်တဲ့အချိန်မှာဘယ်လောက်ထိနားလည်သလဲဆိုတာကိုလည်းပြန်ပြီးသုံးသပ်နိုင်မှာဖြစ်ပါတယ်။နံပါတ်6မှာတော့ဆရာမတို့က နော်မတ်ဆုရှည်တွေကိုထည့်ပေးထားပါတယ်အောက်ပါတို့ကိုမတ်ဆုရှည်ကြီးပါ ဆိုပြီးတော့မတ်ဆုရှည်မေးခွန်းလေးတွေလည်းထည့်ပေးထားပါတယ်အဲ့တော့ဒီနေ့သင်ခန်းစာလေးကတော့ဒီလောက်ပါပဲအားလုံးပဲကျေးဇူးတင်ပါတယ်ငလာပါပုံမပြည့်စုံတဲ့သင်ခန်းစာတွေမေခွန်းအဖြေနဲ့မတ်ဆုတွေကို Pandy Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်